ဒီဖြစ်စဉ်ရဲ့အစတော့ American စစ်တပ်ကနေရိုက်ကူးထားတဲ့ရုပ်သံဗီဒီယိုတွေပေါက်ကြားတာကနေစခဲ့တာပါအဲ့ဒီရုပ်သံထဲမှာဘာမှမသိတဲ့အရာဝတ္ထုတွေကပုံမှန်မဟုတ်တဲ့ရွေးရှားမှုနဲ့ပြန်တန်းနေတာကိုတွေ့ခဲ့ကြရတာပါပြီးခဲ့တဲ့2019မှာတော့ပန်ဒဂွန်အရာရှိတွေကနေဒီဗီဒီယိုဟာတကယ့်ကိုလျှက်တပြတ်ရိုက်ကူးနိုင်ခဲ့တဲ့အစစ်မှန်ဗီဒီယိုဖြစ်တယ်လို့အတည်ပြုခဲ့ပါတယ်အမေရိကန်အစိုးရကတော့ဒီစုံစမ်းစစ်ဆေးမှုတွေကိုလျှို့ဝှက်ထားခဲ့ပေမဲ့ ဟာဘတ်တက်ကတူကသိပ္ပံပညာရှင်အဖွဲ့ငယ်လေးတစ်ခုကတော့သူတို့ဘာသာစုံစမ်းစစ်ဆေးမှုတွေစတင်ခဲ့ကြပါတယ်သူတို့ကတော့ UAP လို့အတူကောက်ခေါ်တဲ့ Unidentified Aerial Phenomena တွေကိုရှာဖွေဖို့အတွက်စ조사ခဲ့ကြတာပါ။တနည်းအားဖြင့်တော့စောစောကဗီဒီယိုတွေရလိုမျိုးလေတူတွေကအမျိုးအမည်မသိရှင်းပြန်နေ UFO လို့ခေါ်ကြပြီးတော့လူတွေအရန်စိတ်ဝင်စားကြတဲ့ဂျိုးသားတွေရဲ့ရှင်းပြန်နေလေတူတွေကထူးခြားတဲ့ဖြစ်စဉ်တွေကိုရှာဖွေဖော်ထုတ်ကြတာပဲဖြစ်ပါတယ်။သူတို့ကကောင်းကင်လေတူကြီးကိုစကန်ဖတ်နိုင် ဲ့ AI တွေကိုတိဆောက်ခဲ့ကြပြီးတော့သူတို့တွေရဲ့တွေးရှိချက်မှန်သမျှကိုလည်းလူတို့ကိုအတိပေးမျှဝေခဲ့ကြပါတယ်။သူတို့တွေတဲ့ပညာရှင်တယောက်ကတော့ဒီစัจ java လာတဲ့မှာကျွန်တော်တို့လူသားတွေပဲရှိနေကြရတယ်လို့ယူဆတာမာနာကြီးကကြားတယ်လို့ထင်ပါတယ်လို့ဆိုပါတယ်။တကယ်တော့လူသားတွေကလွန်ခဲ့တဲ့နှစ်သန်းပေါင်းအနည်းငယ်အတွင်းမှပဲပေါက်ဖွာလာခဲ့တာပါ။ဒါစัจ java လာတက်တန်းရဲ့တက်တောင်းပုံပုံမှတပုံလောက်ပဲရှိပါသေးတယ်။ပြီးတော့ကျွန်တော်တို့ကစัจ java လာရဲ့ဗဟိုချမ်းမှလည်းရှိမနေဘူးဆိုတာလေအားလုံးကသိကြပါတယ်။ ဒါကြောင့်ပြားဇက်တဲ့ပုတ်ကိုကြီးဖို့လာရောက်ကြတဲ့အခါမှာပြားဇက်ပြီးကန်နီးမှ ရောက်လာပြီးတော့စင်မြင့်နဲ့နေတဲ့ဗဟိုချက်မှလည်းရှိမနေနိုင်ဘူးဆိုရင်အဲ့ဒီပြားဇက်ကမိတ်ဆွေရဲ့အကြောင်းမဟုတ်တော့ပါဘူးလို့ဆိုပါတယ်။သူတို့ရဲ့ project ကိုတော့ The Galileo Project လို့ခေါ်ပြီးတော့ဒီအကြောင်းအသေးစိတ်ကိုတော့ဒီနေ့မှမိတ်ဆွေတို့နဲ့အတူတူဆွေးနွေးသွားဖို့ရှိနေပါတယ်။မိတ်ဆွေများအားလုံးပဲမင်္ဂလာပါ AI Learning မြန်မာအနေနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ် 2021ခုနှစ်မှာအမေရိကန်အစိုးရတရားဝင်အစီရင်ခံစာတစောင်ထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီအစီရင်ခံစာထဲမှာထူးဆန်းပြီးအမျိုးအမြင်မသိတဲ့လေတူးဖြစ်စဉ် UAP ပေါင်း140ကျော်မျက်မြင်တွေ့ရှိခဲ့တယ်ဆိုတာကိုအတည်ပြုခဲ့ပါတယ်။အဲ့ဒီနောက်တော့တိတ်မကြခင်မှာပဲပါမောက်ခ MV လောက်ကနေ The Galileo Project ကိုစတင်လာခဲ့တာပါ။အစိုးရမစုံစမ်းနိုင်ခဲ့တဲ့အရာတွေကိုတိတ်ပန်နေကြစုံစမ်းဖို့ကြိုးပမ်းခဲ့တဲ့စီမံကိန်းတစ်ခုလို့လည်းပြောလို့ရပါတယ်။ ဒီစီမံကိန်းရဲ့အစိတ်အပိုင်းတစ်ခုအနေနဲ့ Massachusetts ပြည်နယ်ရဲ့ကျေးလက်ဒေသတစ်ခုမှာအထူးလွှတ်ဝတ်ထားတဲ့စောင့်ကြည့်လေ့လာရေးစခန်းတစ်ခုတည်ဆောက်ထားတယ်လို့သိရပါတယ်။အဲဒီမှာ AI software တစ်ခုလည်းရှိနေပြီဖြစ်ပြီးတော့ UAP ဒါမှမဟုတ် UFO တွေကိုထောက်လန်းနိုင်ဖို့စူးစမ်းနေတာဖြစ်တယ်လို့သိရပါတယ်။ဒါရင်မဲလားဆိုတော့ဒါလေးတစ်ခုလောက်နဲ့တော့သူတို့ဒီ project ကြီးတစ်ခုကိုအချိန်ကုန်ခံ၊ငွေကုန်ခံ အပင်ပန်းခံပြီးတော့မလုပ်ကြပါဘူး။ သူတို့ရဲ့အဓိကပန်းနိုင်ရတော့ကဘာကြီးရဲ့ပြင်ပမှာလည်းတက်ရှိတွေရှိနေနိုင်သေးတယ်ဆိုတော့အတွေးအခေါ်အရဖြစ်နိုင်ခြေတွေကိုရှာဖွေစူးစမ်းဖို့ရည်ရွယ်ထားတဲ့တိတ်ပန်ဆိုင်ရာစီမံကိန်းများစွာတွေကတခုပဲဖြစ်ပါတယ် UAP ဆိုတဲ့ခေါင်းစဉ်ကအမေရိကန်မှာဆိုရင် နိုင်ငံတော်လုံခြုံရေးဆိုင်ရာချိန်ချောက်မှုအမျိုးအစားထဲမှာကိုပါဝင်တယ်လို့ဆိုပါတယ်ဒါ့ကိုထောက်လန်းနိုင်ဖို့အတွက် AI နည်းပညာရဲ့အကူအညီနဲ့ဆောင်ရွက်နေကြတယ်ဆိုတော့ပိုပြီးတော့တောင်စိတ်ဝင်စားဖို့ကောင်းလာပါတယ် ပါမောက်ခလုတ်ကတော့သူတို့အနေနဲ့ဒီစောင်းကြီးလေးလာရေးကိရိယာတွေအားလုံးကိုစမ်းသပ်နေကြပြီးတော့ဒီပစ္စည်းတွေကိုအများကြီးထပ်ပြီးထုတ်လုပ်ဖို့လည်းရှိနေတယ်။ပြီးရင်နေရာတော်တော်များများမှာထားရှိသွားဖို့လည်းစီစဉ်နေတယ်လို့ဆိုပါတယ်။ဒါရီယာပုံမှန်စောင့်ကြည့်လေးလာရေးစနစ်တွေမဟုတ်ဘဲနဲ့ CCTV ကင်မရာနက်ဝက်ကြီးတစ်ခုကိုဖြန့်ကျက်ထားပြီးတော့ထူးပြုတ်လောက်ထားတဲ့ဆန်ဆာတွေနဲ့အတူ ကောင်းငင်ကြီးတစ်ခုလုံးကို24နာရီမှတ်တမ်းတင်နေတာလို့သိရပါတယ်။ ဒီကနေ့ရလာတဲ့ data တွေကိုတော့သူတို့ဖန်တီးတည်ထွင်ထားတဲ့ AI software တွေကိုထည့်သွင်းလေ့ကျင့်ပေးကြပါတယ်။ပြီးတော့အဲ့ဒီ AI ကိုလင်းနေငှက်တင်တဲ့တခြားသူတည်ပြီးသားအရာဝတ္ထုတွေကိုစစ်ထုတ်ဖယ်ရှားနိုင်မှုလေ့ကျင့်ပေးထားပါတယ်။ဒါကြောင့်သူကထူးခြားတဲ့အရာဝတ္ထုမှန်သမျှကိုဖော်ထုတ်လာနိုင်ပြီးတော့အဲ့ဒီထူးခြားတဲ့အရာတွေနဲ့ပတ်သက်တဲ့အချက်အလက်တွေကိုလည်းတတ်နိုင်သမျှများများစုဆောင်းထားနိုင်မှာဖြစ်ပါတယ်။ အရင်တော့စောင့်ကြည့်လေးလာရေးစကမ်းလို့ပြောလိုက်ရင်အများစုကတောင်ကုန်းတစ်ခုပေါ်က AR မှာ telescope ကြီးကိုပဲမြင်ကြမှာဖြစ်ပါတယ်တကယ်လို့အဲ့လို AR မှာ telescope ကြီးတစ်ခုနဲ့စောင့်ကြည့်နေမှာဆိုရင်တော့ကောင်းကင်ရဲ့အစိတ်ပိုင်းလေးတစ်ခုကိုပဲကြည့်လို့ရနေမှာဖြစ်ပါတယ်ဒါကြောင့်ကောင်းကင်ဘုံကနေဖြတ်တန်းသွားတဲ့အရာဝတ္ထုအများစုကိုလွှဲချော်သွားနိုင်ပါလေဒီစနစ်ကတော့ကောင်းကင်ရဲ့အပိုင်းအစပေါင်းများစွာကိုဖြန့်ကျက်စောင့်ကြည့်နေနိုင်တဲ့အတွက်ပိုပြီးထိရောက်တဲ့စနစ်တစ်ခုဖြစ်လာမှာကျိန်းသိမ့်နေပါတယ်ဒါနဲ့ပတ်သက်လို့တော့ပါမောက်ခ envelope က telescope ကြီးတွေဆိုတာနက္ခတ္တဗေဒလေးလာမှုတွေမှာပဲသုံးတတ်တဲ့အရာတွေပါဘာလို့လဲဆိုတော့သူတို့ကကဘာရဲ့အနီးနားမှာရှိတဲ့အရာတွေကိုစိတ်မဝင်စားကြလို့ပါသူတို့ကရန်ဝေးกว่าတဲ့အရင်အမြင့်တွေကိုပဲအာရုံစိုက်ထားကြတာပါဒါမဲ့ကျွန်တော်တို့ကတော့ကဘာအနားကိုကတ်ပြီးဖြတ်တန်းသွားတဲ့အရာဝတ္ထုတွေကိုစိတ်ဝင်စားတယ်အဲ့ဒီအတွက်အချိန်တိုင်းမှာကောင်းငင်ကြီးတစ်ခုလုံးကိုစောင့်ကြည့်နေဖို့လိုအပ်တယ်လို့ဆိုပါတယ် ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာတော့ UAP ကိစ္စရပ်တွေမှာ American အစိုးရရဲ့ပါဝင်ပတ်သက်လာမှုတွေကြောင့်ပိုပြီးတော့လူသိရှင်ကြားဖြစ်လာခဲ့ပါတယ်။လင်းမှုတွေနဲ့အစိုးရအရာရှိအများစုကလည်းသူတို့ရဲ့အတွေ့အကြုံတွေကိုဖွင့်ချလာခဲ့ပြီးတော့ Congress ကလည်းဒီကိစ္စကိုထိတ်တန့်နိုင်ငံတော်လုံခြုံရေးစိုးရိမ်ပူပန်မှုအဖြစ်နဲ့မြင်လာခဲ့ကြပါတယ်။လွတ်တော်အမတ်တယောက်ကဆိုရင် ကျွန်တော်တို့ဒီနေရာမှာစုဝေးနေကြတဲ့အချိန်မှာပဲ UAP တွေကကျွန်တော်တို့ရဲ့လေပိုင်းနဲ့အဲထဲမှာရှိနေပါပြီ ဒါပေမဲ့ဓာရီအကြောင်းကိုအစီရင်ခံကြတဲ့အခါမှာတော့တော်တော်လေးရှော့ပေါ်ပြီးတော့တင်ပြနေကြပါတယ်။ဒီတွေးရှိမှုတွေဟာရှားပါပြီးတီးကြစီဖြစ်ပြနေတာမဟုတ်ပါဘူး။ဓာရီကပုံမှန်လိုတောင်ဖြစ်နေပါတယ်လို့ဆိုပါတယ်။ကျွန်တော်အစိုးရရဲ့တချို့ဌာနတွေကလည်း UAP နဲ့ပတ်သက်ပြီးတော့သူတို့ထုတ်ဖော်ထားတာတွေထက်ကိုပိုပြီးသိနေကြပါတယ်။ဒါမှဒီကိစ္စတွေကိုအလွန်အကျွံလှုပ်ဝက်ထားကြပါတယ်။ဒီလိုလှုပ်ထုံးလုံနည်းတွေကအရေးကြီးတဲ့အချက်အလက်တွေကိုဖုံးကွယ်သွားစေပါတယ်လို့ပြောသွားပါတယ်။ ပြီးခဲ့တဲ့နှစ်2024မှာတော့ American ကာကွယ်ရေးဝန်ကြီးဌာနကနေ Gremlin Project ကိုကျင်းညာလာခဲ့ပါတယ်။ပန်တဂွန်ကနေထုတ်ဖော်ခဲ့တဲ့အချက်အလက်တွေအရဆိုရင်တော့ဒီစီမံကိန်းကလည်း The Galileo Project နဲ့တော်တော်လေးဆင်တူနေတာကိုတွေ့ရပါတယ်။လုံးဝမတူညီတဲ့အချက်တခုကတော့ Gremlin ကလျှို့ဝှက်စီမံကိန်းတစ်ခုဖြစ်ပြီးတော့ Galileo ကတော့လုံးဝပွင့်လင်းမြင်သာတဲ့စီမံကိန်းဖြစ်နေတာပါ ်ပါမောက်ခ AV လောက်ကတော့ကျွန်တော်ထင်ပါတယ်ကဘာအပြင်ဘက်ကတက်ရှိတွေနဲ့ကျွန်တော်တို့ရဲ့ပထမဆုံးတွေ့ဆုံမှုဟာနီးပညာပစ္စည်းတွေဟာတဆင့်ဖြစ်နိုင်ပါတယ်ပြီးတော့ဒီပစ္စည်းတွေဟာ completely autonomous ဖြစ်နေရပါမယ်ဘာလို့လဲဆိုတော့ကဘာကြီးရဲ့အဝေးဆုံးနေရာတွေအထိပါသွားမှာမဟုတ်လို့ပါဒါကြောင့်သူတို့ကကျွန်တော်တို့ရဲ့ညွှန်ကြားချက်တွေကိုစောင့်နေလို့မရပါဘူးသူတို့မှာကိုပိုင်အုံနောက်ရှိကိုရှိရပါလိမ့်မယ်ဖြစ်နိုင်ချေအများဆုံးကတော့ AI ပါပဲ ပြီးတော့သူတို့ရောက်သွားတဲ့ဂျိုးပေါ်မှာတွေ့ရတဲ့ကုန်ချမ်းပစ္စည်းတွေကိုတုံးပြီးတော့လိုအပ်တဲ့အရာမှန်သမျှကိုလည်းတိစောက်နိုင်မှာဖြစ်မှာပါအိုးမလောင်စာစီတွေကိုကိုယ်တိုင်ထုတ်လုပ်တာဒါမှမဟုတ်ကိုယ်တိုင်မျိုးပွားတာမျိုးတွေပါဒါကြောင့်ဒါလွန်ခဲ့တဲ့နှစ်ပေါင်း60လောက်ခရဲကအလန်ကျူရင်းပြောခဲ့တဲ့ that imitation game ရဲ့ version အစ်စ်ဖြစ်လာနိုင်တယ်လို့စိတ်ကူးယဉ်နေမိတာပါလို့ဆိုပါတယ် သူကဆက်ပြီးတော့လက်ရှိ AI စနစ်တွေကလူသားတွေကိုအတူယူထားတာပါကျွန်တော်တို့ကတော့ကျွန်တော်တို့ရဲ့ AI စနစ်တွေကကမ္ဘာအပြင်ဘက်မှာရှိတဲ့ AI စနစ်တွေနဲ့ဆွေမျိုးတော်ဆက်ပြီးတော့သူတို့အတူယူကိုစူးစမ်းနိုင်တဲ့အထည်ကိုစဉ်းစားနေပါတယ် ။ဘာလို့လဲဆိုတော့သူတို့ရဲ့စနစ်တွေကကျွန်တော်တို့ရဲ့ AI နေထက်အများကြီးပိုပြီးအဆင့်မြင့်မယ်လို့ယုံကြည်နေတာကြောင့်မလို့ထပ်ပြောသွားပါတယ်။ The Galileo Project မှာပါဝင်နေကြတဲ့သူတေသီတွေကတော့လွန်ခဲ့တဲ့နှစ်နှစ်အတွင်းမှာ UAP စူးစမ်းလေ့လာရေးကတော်တော်လေးစိတ်ဝင်စားမှုမြင့်တက်လာခဲ့ပါတယ်။ဒီ project မှာပါဝင်ခြင်းနဲ့အကြောင်းဆက်သွယ်လာတဲ့အထက်တန်းကျောင်းသားလေးတယောက်တောင်ရှိခဲ့ပါသေးတယ်။ဒါအမတန်အထိပယ်ရှိပြီးတော့ အားတက်စရာအခြေအနေတရက်ပါပဲလို့ဆိုပါတယ်။ဆိုတော့ Galileo Project ကတော့အစိုးရရဲ့အဖြေတွေဒါမှမဟုတ်ခွင့်ပြုချက်တွေကိုစောင့်နေကြမှာမဟုတ်ပါဘူး။သူတို့ကတော့ထူးခြားရင်ထူးခြားသလိုလူတို့ကိုချပြသွားကြဖို့ရှိနေပါတယ်။ပြီးတော့ဒါကအရန်အရေးကြီးတဲ့မေကွန်းတစ်ခုလည်းဖြစ်နေတာပါ။အဲ့ဒါတော့လှုပ်ဝက်ချက်တွေနဲ့အလုံးလုံးနေကြသူတွေမလုံနိုင်သေးတဲ့အရာတွေကိုတိတ်ပံပညာရှင်တွေကဥဆောင်ပြီးလုံပြနိုင်မလားဆိုရဲမေးခွန်းပါ အစိုးရဆိုတာတိတ်ပံအဖွဲ့အစည်းတခုမဟုတ်တလို့ကျေတာယာတွေကြာအာကာသအကြောင်းအမှန်တရားတွေကိုရှာဖွေဖော်ထုတ်ဖို့စ조사နေကြတာလည်းမဟုတ်ပါဘူးလို့ပါမောက်ခအဗီလောက်ကရှင်းပြထားပါသေးတယ်။ဆိုတော့ဒီစီမံကိန်းကပွင့်လင်းမြင်သာရှိတယ်လို့ပါမောက်ခတွေတက္ကသိုလ်တုတေတီတွေចောင်းသားလူငယ်တွေနဲ့စုပေါင်းတိစောက်ထားတာပါ။ AI နည်းပညာကလည်းတစ်ဖက်တစ်လမ်းအနေအားဖြစ်ပေးနေပြီးတော့ရာစုနှစ်ပေါင်းများစွာလူသားတွေသိကျင်နေခဲ့ကြတဲ့မေကွန်တစ်ခုရဲ့အဖြေကိုရရှိလာအောင်မောင်းနှင်နေကြတာပါ အမှန်တရားတစ်ခုကတော့တကယ်ပဲကမ္ဘာအပြင်ဘက်မှာကျွန်တော်တို့ထက်နည်းပညာမြင့်တဲ့တတ်ရှိတွေရှိနေသေးတယ်ဆိုတဲ့အကြောင်းကိုသာဟာဘကဒီအဖွဲငယ်လေးကအရင်ဆုံးတွေ့ရှိသွားခဲ့မယ်ဆိုရင်အရေးကြီးဆုံးမေကွန်ထုတ်ရမှာတော့ကမ္ဘာကြီးကတကယ်ပဲဂျုံယုံကြည်ကြည်နဲ့နားထောင်ပေးဖို့အသင့်ဖြစ်နေပါမလားဆိုတာပဲဖြစ်ပါတယ် ဒါနဲ့ပတ်သက်လို့မိတ်ဆွေတို့ရဲ့သုံးသက်ချက်အမြင်လေးတွေကိုလည်းကိုမတ်မှာမျှဝေပေးခဲ့ကြပါအောင်ဗျာမိတ်ဆွေများအလုံးကျေးဇူးအများကြီးတင်ပါတယ်ဒီဗီဒီယိုလေးကိုနှစ်သက်တဲ့ဆိုရင်တော့ like လေးနဲ့အားပေးခဲ့ဖို့လည်းတောင်းဆိုချင်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးတွေနဲ့အတူပြန်လာခဲ့ပါအောင်မယ်နောက်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ကြမယ်